units is ka ro past continuous years po no i was doing study this example situation the example le le la ji me de yesterday current and joe play tennis monday ka current ne joe ka tennis ka sa ke de they started at 10 o'clock and finished at 11:30သူတို့ဆယ်နှစ်မှာစကစားပြီးတော့၁၁ခွဲမှာပြီးတယ် so at 10:30 they were playing tennis ဆယ်နာရီခွဲမှာတော့သူတို့တင်းနေကစားနေတော့မယ်ပေါ့သူတို့ကဆယ်နာရီကနေပြီးတော့7ခွဲထိဆော့နေတယ်ဒါပေမဲ့ဆယ်ခွဲဆိုတဲ့အချိန်ကတော့သူတို့ကစားနေတဲ့အချိန်ပဲ they were playing သူတို့ကစားနေတော့မယ် they were in the middle of playing သူတို့ကစားနေတော့မယ်ပေါ့နော် they had not finished မပြီးဆုံးသေးဘူးပေါ့ past continuous ကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်အတိတ်ကာလမှာတခုခုပြုလုပ်နေတာကိုပြောခြင်းသုံးတယ် သူရဲ့ platform ပုံစံက wordpress plus platform ng he she it ဆိုရင် words ကိုသုံးမယ် we you this one word ကိုသုံးမယ်အနောက်မှာ platform ng လိုက်မယ် session B မှာကျတော့ past continuous ရအသုံးတစ်မျိုးပြောထားတယ်ပေါ့နော် I was doing something ဆိုတာကတဲ့ I was in the middle of doing in a certain time အတိတ်တစ်ချိန်ချိန်မှာပြုလုပ်နေတဲ့အရာကိုပြောခြင်းသုံးတာမျိုးပေါ့နော်အဲ့ဒီအခြေအနေကြီးကမပြီးဆုံးသေးဘူးစတင်ထားတယ်ဒါပေမဲ့မပြီးဆုံးသေးဘူးပေါ့ဒီမှာစတင်ပြီးလုပ်တဲ့ I started doing I was doing လုပ်နေတော့မယ် I finished doing ဒီမှာပြီးသွားပြီဒီလက်ရှိပြုလုပ်နေတော့အတိတ်တစ်ချိန်မှာပြုလုပ်နေတဲ့အရာတွေကိုပြောခြင်း past continuous နဲ့သုံးတယ် this time last year i was living in hong kong မနေ့ကဒီအချိန်ကကျွန်တော်ဟောင်ကောင်မှာနေနေတုံးပဲပေါ့ what were you doing at 10 o'clock last night မနေ့ညက10နာရီကဘာလုပ်နေခဲ့လဲ i with helen helen ကိုလက်ပြလိုက်တယ် but she wasn't looking ဒါပေမဲ့သူမကကြည့်မနေခဲ့ဘူးပေါ့အတိတ်တစ်ချိန်မှာပြုလုပ်နေခဲ့တဲ့အရာတွေကို what were plus plus fire engine နဲ့တုံးတယ် session C မှာကျတော့ compare တဲ့နှိုင်းရှင်ပါတဲ့ I was doing past continuous နဲ့ Europa sample ကိုနှိုင်းရှင်ပါတဲ့ I was doing ဆိုတာကျတော့ဒီတစ်ခုကိုပြုလုပ်နေတုံးပဲ I did ကကျတော့ဒါလုံးဝပြီးဆုံးသွားခဲ့တဲ့အရာတစ်ခုပေါ့အတိတ်မှာပြုလုပ်နေတာနဲ့အတိတ်မှာပြုလုပ်လို့ပြီးဆုံးသွားတဲ့အရာပေါ့နော် We were walking home when I met Dan ကျွန်တော်တို့လမ်းလျှောက်သွားနေတုံး Dan ကို တွေ့ခဲ့တဲ့ဒါကကျတော့လမ်းလျှောက်နေတုံးမှာ Dan ကိုတွေ့တာ we walk home after the party last night မနေ့ညကပါတီပွဲပြီးသွားပြီးနောက်ကျွန်တော်တို့အိမ်ကိုလမ်းလျှောက်ပြန်ခဲ့တယ်။ဒါကကျတော့ complete ပြီးသွားပြီးလမ်းလျှောက်ပြန်ခဲ့တယ်ဆိုရဲဟာဒီမှာကျတော့လမ်းလျှောက်နေတော့မှဒန်ကိုတွေ့တယ်။ K was watching TV when we arrived ကျွန်တော်တို့ရောက်သွားတော့ K က TV ကြည့်နေတော့မယ်။ K TV ကြည့်နေတော့မှကျွန်တော်တို့ရောက်သွားတယ်ဆိုတာမျိုးပေါ့နော်။ လက်ချမ်းမှာဆိုလို့ရှိရင် Cake Watch TV a lot ကိတ်က TV အရင်ကြည့်ခဲ့တယ် When she was a lessia မနေ့ကသူမဖြားနေတော့ကိတ်က TV အရင်ကြည့်ခဲ့တယ်အဲ့တော့ပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီ Passport Nineus ကိုမပြီးဆုံးသေးတဲ့ဖြစ်ရက်တွေပြုတ်လုံနေတော့ကာလတွေအတွက်တုံးတယ်ဒီ Pass Simple ကြတော့ပြုတ်လုံပြီးသွားပြီဆိုတော့ Complete Action တွေကိုတုံးတယ် Section D မှာကျတော့ you can say that something happened past simple in the middle or something as past continuous တခုခုဖြစ်ပြက်နေတော့မှာနောက်ထပ်တခုဖြစ်ပြက်လာတဲ့အခြေအနေမျိုးကြောင့်ဒီ past continuous ကိုသုံးတယ်။ဒါဘယ်လိုမျိုးလဲဆိုရင်ဒီနမူနာဝါကြလေးကြည့်ကြည့်မယ်။ Matt phone while we were having dinner ကျွန်တော်တို့ညစာစားနေတော့မှာ Matt ကဖုန်းခေါ်ခဲ့တယ်ဖုန်းဝင်လာတယ်ပေါ့။အဲ့တော့ဒီမှာ dinner စားနေတော့ဖြစ်ပြက်နေတော့ဒီ dinner စားနေတော့မှာဒုတိယအဖြစ်ပြက်ဖုန်းဝင်လာခဲ့တဲ့ဟာမျိုးပေါ့။အဲ့တော့ဒီမှာဆိုလို့ရှိရင် It was raining when I got up. ကျွန်တော်တို့အိပ်ရထားတဲ့အခါမှာမိုးရွာနေခဲ့တယ်။ I saw you in the park yesterday. ကျွန်တော်ခမောင်းမနေ့ကပန်းညံထဲမှာတွေ့လိုက်တယ် you were sitting on the grass. မြက်ခင်းပေါ်မှာထိုင်နေတဲ့ and reading a book. စာအုပ်တုပ်ကိုဖတ်နေတယ်။ဒါကြတော့အတိတ်မှာပြုတ်လုံနေတဲ့အရာတွေပေါ့မနေ့ကတွေ့ခဲ့တယ်ပန်းညံထဲမှာထိုင်နေပြီးတော့စာအုပ်တုပ်ဖတ်နေတယ်ပေါ့နော်ဒါကြတော့ပြုတ်လုံနေတဲ့အရာတွေဒီမှာဆိုလို့ရှိရင် I had my bag while I was working in the garden ဥယျင်ထဲမှာအလုံးလုံးနေတော့နောက်ကျောနာသွားတယ်ပေါ့အဲ့တော့ဒီ bus continuous နဲ့ကြီးရတယ်ဝိုင်းဝက်ကြတွေကိုဝိုင်းနဲ့ပြောင်းရည်လို့လည်းရတယ်ဝိုင်းနဲ့ပြောင်းရည်မယ်ဆိုလို့ရှင်တော့ဝိုင်းကဒီဝက်ကြရှေ့ဆုံးရောက်သွားမယ် one mat four ကောမှာကောက်ပြီးတော့ဒီနောက်ကဝက်ကြကိုဆက်ရည်လို့ရတယ်ပြီးတော့ဝိုင်းနေဝိုင်းနေဝက်ကြရှေ့ထုတ်တော့အလဲမှာထထကြိုက်တယ်လို့ထားလို့ရတယ် သူ့ဘာသာပြန်တဲ့ခါကြလို့ရှင်လဲတခုခုဖြစ်ပြက်နေတော့မှနောက်ထပ်တခုဖြစ်ပြက်နေတာပေါ့နော်ဒင်နာစားနေတော့မှဖုန်းဝင်လာတယ်လို့ပြေးနေတော့ချော်လဲသွားတယ်ဒီလိုအခြေအနေမျိုးတွေတုံတာမျိုးပေါ့နော်တကယ်လို့ဒီ passport နဲ့ news ကိုလုံးနေတဲ့အခါမှာတိတ်ပြီးတော့နားမလည်ဘူးဆိုလို့ရှင်ပြန်ပြီးလုံးတင်လာကြတော့ဒီစာအုပ်ရဲ့ရှေ့စာအုပ်ရှိတဲ့ essential grammar ရဲ့ user စာအုပ်ရှိတဲ့အဲ့စာအုပ်ထဲ unit 73နဲ့74နှစ်ခုကိုပြန်တော့လုံးကြည့်လိုက် ဲ့ဒီ unit နှစ်ခုလောက်ပြီးသွားလို့ရှိရင်တော့ဒီ unit ကိုလောက်ရင်ပို့အဆင်ပြေလိုက်မယ်။သူက pass continuous အကြောင်းကိုပဲပြောထားတာ။ဟိုဘက်မှာ basis ပြောပြီးတော့ဒီဘက်မှာနည်းနည်း advanced level ဘက်ကိုသွားတာမျိုးပေါ့နော်။အဲဒါကြောင့်တကယ်လို့ဒီမှာအခက်ခဲနည်းနည်းရှိတယ်ဆိုလို့ရှိရင်ဟိုဘက်စာအုပ်က unit နှစ်ခုပြန်လုပ်ဖို့တိုက်တွန်းနေပါတယ်။ but ဒါပေမဲ့ we use the past simple past simple ကိုသုံးတယ် to say that the thing happen after another တခုပြီးတခုဖြစ်ပြတာမျိုးဆိုရင်တော့ past simple ပဲသုံးတယ် I was working along the road when I saw Dan. ကျွန်တော်လမ်းလျှောက်သွားနေတုန်း Dan ကိုတွေ့တယ်။ So အဲ့ဒါကြောင့် I stopped ရပ်လိုက်တယ် and we talked for a while ခဏတာစကားပြောခဲ့ကြတယ်။အဲ့တခုပြီးတခုဖြစ်ပြတာရပ်လိုက်တဲ့စကားပြောတယ်။ပြီးဒီဘက်အရှိဝါကြပေါ့လမ်းလျှောက်သွားနေတုန်း Dan ကိုတွေ့ခဲ့တယ်။အဲ့ဒါကို why ဝါကြအောင် why နဲ့ပြောင်းရေးမယ်ဆိုလို့ရှိရင် why ရဝါကြရှေ့ရောက်ပါမယ်။ Why I was working along the road ပြီးကောမာကုတ်ပြီးတော့ I saw Dan ကျွန်တော်လမ်းလျှောက်သွားနေတော့ dan ကိုတွေ့တယ်ဒီ past continuous မှာဆိုလို့ရှင် one နဲ့ while ကလို့အသုံးလုံးနည်းနည်းလေးချိန်ပြီးရေးလို့ရတယ် compare နိုင်ရှင်ကြည့်ပါတဲ့ one karen arrived we were having dinner ကျွန်တော်တို့ dinner စားနေတော့မှာ karen ကရောက်လာခဲ့တယ် we have already start dinner စားစားနေပြီစားနေတော့မှာသူကရောက်လာတာဒီဘက်ချမ်းမှာကျတော့ one karen arrived karen ရောက်လာခဲ့တယ် we had dinner ကျွန်တော်တို့ညစာစားခဲ့ကြတယ် ီဒင်နာမှာတော့တူတူစားတာဟိုဘတ်ချမ်းမှာကျတော့ဒင်နာစားနေတော့မှသူရောက်လာတာတစ်ခုပြီးတစ်ခုဖြစ်ပြတာဆိုရင်တော့ past ဒီပဲဆက်တိုက်တော့မယ်တကယ်လို့တစ်ခုခုဖြစ်ပြနေတော့မှနောက်တစ်ခုဖြစ်ပြတာမျိုးဆိုလို့ရှင်တော့ဒီ past continuous ကိုတော့မယ် သရှင်အီးမှာကျတော့ sample for example no no one no are not normally used in the continuous form continuous form နဲ့ debuff တွေကိုမသုံးဘူး presence continuous မှာလည်း debuff တွေအကြောင်းအပါဘူးလေ debuff တွေကို presence continuous နဲ့မသုံးလို့ past continuous လည်းမသုံးဘူး be continuous form နဲ့မှာ debuff တွေကိုမသုံးဘူး C unit 4A unit 4ရဲ့ A ကိုကြည့်ကြည့်ပါရဲ a list of these buff debuff တွေကို list လုပ်ထားတယ်ရှေ့ unit 4မှာလည်းဒါအတွေ့ပြီးွားပြီ we were good friend ကျွန်တော်တို့ကတငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတယ် we knew each other well ကျွန်တော်တို့ကတယောက်ကိုတယောက်ကောင်းကောင်းသိခဲ့ကြတယ် each other ကကျတယောက်ကိုတယောက်လို့ဒိဗယ်ရတယ် i was enjoying the party but chris wanted to go home ကျွန်တော်ကပါတီပွဲမှာပျော်နေခဲ့တယ် but ဒါပေမဲ့ chris ကအိမ်ကိုပြန်ကျင်နေခဲ့တယ်အဲ့ဒီမှာ the one ဆိုတဲ့အတွက်အိမ်ကိုပြန်ချင်နေခဲ့တာဆိုပေမဲ့လည်း one that's fit အဲ့တော့ဒီ birthday ဒီ continuous form နဲ့လုံးဝမတုံဘူးပေါ့နော် ဒါပြင်တော့ exercise တွေလောက်အောင်မှာဖြစ်ပါတယ်ဒီ exercise 6.1မှာဆိုလို့ရှိရင်တော့ complete the sentences choose from you ရမယ် what's looking တို့ you know? wasn't listening တို့ you know? want looking တို့ဒါတွေကုန်ပြီးရတယ်ပေါ့နော်အဲ့ဒါကိုဘာသာပြန်ပြီးတော့တော့ဖြည့်ကြည့်ရမယ် you know? today helen is wearing a skirt ဒီနေ့တော့ helen က skirt ဝတ်ထားတယ် yesterday she was wearing trousers ဒီမှာမနေ့ကဝတ်ထားတာဖြစ်တဲ့တော့ what's wearing ပေါ့နော်မနေ့ကဝတ်ထားတယ် what did he say သူပါပြောခဲ့တာလဲ i don't know ကျွန်တော်မသိဘူးကျွန်တော်မသိဘူးဆိုတော့ဘာဖြစ်မှာလဲ looking မကြည့်နေတာလားနှင်းကြနေတာလားဒီမှာဆိုလို့ရှိရင်ကျွန်တော်နားမထောင်နေဘူးပေါ့ wasn't listening အဲ့လိုမျိုးဖြစ်မယ် we ဘောနော်အဲ့တော့ at the back of the theater ပြဿယုံအနောက်မှာပြဿယုံအနောက်မှာဘာဖြစ်မှာလဲ we couldn't hear very well ကောင်းကောင်းမကြားခဲ့ဘူးပြဆက်ရောအနောက်မှာဆိုဒီစကလုံးနဲ့တခုကိုရွေးရမယ်အဲ့လိုမျိုးပဲဒီဟာကတော့နည်းနည်းလေးလွယ်လိမ့်မယ်ပေါ့နော်ဒီတဲကစကလုံးလဲပေးတာပြီးတော့ယူပြီးဖြည့်အောင်ပဲဘာသာပြန်မှုတခုပဲလူတာပေါ့နော်6.2မှာကျတော့ which go with which ပေါ့ဘယ်ဝကြရဲ့နောက်မှာဘယ်ဟာလိုက်မှာလဲဆိုတာမျိုးပေါ့နော် when i got to the cafe ကျွန်တော် coffee ဆိုင်ရောက်တဲ့အခါမှာ coffee ဆိုင်ရောက်တဲ့အခါမှာဒီဘက်ကကြာနေလိုက်တွေ့ရမယ်ဘာဖြစ်မှာလဲကျွန်တော် coffee ဆိုင်ရောက်တဲ့အခါမှာ when she was living in rome ရောမမှာနေတော့ငါဒါမဖြစ်နိုင်ဘူး in a close shot ဒီမှာလည်းမဖြစ်နိုင်ဘူး driving home coffee ဆိုင်ရောက်တာနဲ့ driving home ကားအိမ်ကိုကားမောင်းနေအခါနဲ့နည်းနည်းတော့လွဲသေးတယ်ဒီမှာတော့သူဖြည့်ပေးတာရှိတယ် afflo သွားဖြည့်ပေးတယ် my friend was waiting for me ကျွန်တော်တကယ်ချင်းကကျွန်တော်ဆောင်းနေခဲ့တယ်အဲ့လိုမျိုးပေါ့ နံပါတ်2မှာဆိုလို့ရှိရင် we for asleep ကျွန်တော်အိပ်ပျော်သွားတယ်အိပ်ပျော်သွားခဲ့တယ်ပေါ့နော်အိမ်မောကြသွားခဲ့တယ်အိပ်ပျော်သွားခဲ့တယ်အိပ်ပျော်သွားတာလည်းဒီမှာဒီအပေါ်ဝကြတွေလည်းမဖြစ်နိုင်ဘူး but nobody was watching it ကြည်မနေဘူးဒီမှာကျတော့ why we were watching a flame ဒီမှာရုပ်ရှင်ကြည်နေတုံးမှာကျွန်တော်အိပ်ပျော်သွားတာဒါဖြစ်နိုင်တယ်ဒီလိုမျိုးတွေ့ပေးရမှာပေါ့နော်ဒီဘက်ဝကြကိုကြည်မယ်ဒီဘက်ဝကြဘယ်ဝကြဖြစ်နိုင်မလဲအဲ့လိုမျိုးလေးတွေဘာသာပြန်ပြီးလိုက်တွေ့ကြည့်ရမှာပေါ့နော် ဲ့တော့ channel ဝတ်ကြရတော့ကိုယ်တိုင်စူးစမ်းပြီးဖြည့်ကြည့်ပါကိုယ်တိုင်တွဲကြည့်ပါ this point three မှာကျတော့ pop tap back in the core of found pass continuous or pass sample ပေါ့ pass continuous ဖြစ်မလား pass sample ဖြစ်မလား i saw two in town yesterday မနေ့ကစုကိုမျိုးထဲမှာတွေ့ခဲ့တယ် but သူမကကျွန်တော်ကိုမမြင်ခဲ့ဘူးသူမကလမ်းရဲ့တစ်ဖက်ကိုကြည့်နေခဲ့တယ်ဒါမျိုးဖြစ်နိုင်မယ်အဲ့တော့ buff found လေးတွေမှောင်ဖြည့်ပေးရမယ်ပေါ့နော်ဒီနေရာမှာ ဒါပုံနံပါတ်1အတွက်ပုံနံပါတ်2မှာကျတော့ကျွန်တော်မနီကအိမ်ကိုစပိန်စီပြီးပြန်ခဲ့တယ်လူတစ်ယောက်ကစပိန်ရှီကိုရောက်လာတယ်ပေါ့ရောက်လာခဲ့တယ်ဖြစ်မလားဒီမတက်လာရက်တယ်သူစပိန်ရှီရောက်လာတာပေါ့အဲ့တော့သူကမြန်မြန်လေးသွားလိုက်တယ် but ကံကောင်းစွာနဲ့ပဲ manage ထိန်းချုပ်နိုင်ခဲ့တယ်အဲ့တော့သူမတိုက်မိခဲ့ဘူးပေါ့အဲ့ဒါကိုဒီမှာ continuous form ဖြစ်မလား percent ပဲဖြစ်မလားမှောင်ရွေးပေးရမှာဖြစ်ပါတယ် 6.4မှာကျတော့ put the valve into the core form pascalinus တို့မှာ part sample တော့အမှာ jenny was waiting for me when i arrived ကျွန်တော်ရောက်သွားတဲ့အခါမှာ jenny ကစောင့်နေတယ်ပေါ့ဒီမှာဆိုလို့ရှိရင် number 2မှာဆိုလို့ရှိရင်မနေ့ကဒီအချိန်မှာဘာလုပ်နေခဲ့သလဲ i was asleep ကျွန်တော်အိမ်မောကြနေတယ်အိပ်ပျော်နေတယ်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်မနေ့ညကအပြင်ထွက်ခဲ့လားမထွက်ခဲ့ဘူးအရင်ပင်မနေခဲ့တယ်ပေါ့နော်အဲ့တော့ဒီမှာ continuous ဖြစ်မလား ရုပ်ဖစံပယ်ဖြစ်မလားဘာသာပြန်ပြီးဖြည့်ကြည့်ရမယ်ပေါ့နော်ဒီဟာလေးတွေတော့တေချာဘာသာပြန်ပြီးဖြည့်ကြည့်ပါဒီဝါကြတွေအကုန်လုံးတော့ကိုယ်တိုင်တေချာစူးစမ်းပြီးဖြည့်ကြည့်ပေါ့နော်ဒါပြီးသွားလို့ရှိရင်တော့ unit 6 pp ဖြစ်ပါတယ်